ီနေ့ကတော့မိုးရေရန်ကိုရွာနေပါတယ်။စာကူရာမြို့မှာမိုးရေရန်ရွာနေတာ၃ရက်ဆက်တိုက်ရှိနေပါပြီ။တချို့ကတော့မိုးအေးအေးနဲ့ကော်ဖီလေးတောက်ပြီးစိတ်နဲ့နေနေကြသလိုတချို့ကြတော့လည်းအိမ်ထဲမှာပဲအိပ်နေကြတာပါ။လမ်းပေါ်မှာတော့လူမပြောနဲ့ခွေးတောင်ရှိတဲ့အထိရှင်းလင်းနေရပါ။ချစ်ပရိသတ်တို့ရောဒီလိုမိုးရေနေ့တိုင်းရွာနေပြီးအိမ်မှာအေးဆေးနေရတဲ့ feeling ကိုသဘောကျလားရှင်။မှန်ခဲ့ပါအောင်နော်။ဒါပေမဲ့လည်းမိုးရေရွာနေတာတောင်အိမ်မှာမနေနိုင်ပဲအပြင်ထွက်သွားနေတာမလို့ကာကူရာတယောက်ပြေးနေရပါတယ်။ ီမိုးစုပ်ကလည်းပြက်ကိုမပြက်တော့ဘူးဘလို့တော့ရွာနေလည်းမသိဘူးကာကူရာတယောက်ထီအခိုးခံလိုက်ရတာမလို့ထီမပါတော့ပဲမိုးရီတဲ့ပတ်ပြင်းနေရတာပါအဲ့လိုနဲ့အင်ကိုပြန်ရောက်လာတဲ့ခါမှာသူ့ရဲ့အင်ရှိမှငုတ်တုတ်လေးထိုင်ပြီးမိုးကုတ်နေတဲ့ကလေးမလေးတယောက်ကိုတွေ့လိုက်ရပါတယ်ကာကူရာလည်းတော်တော်လေးကိုထိုးဆန်းသွားတာပေါ့တလောင်းမိုးရွာနေတာကိုဒီကလေးမလေးကဘလို့ရောက်လာလဲဆိုတာကိုအရင်သိချင်လာပါတယ်ကလေးမကလေးမဘလို့လုံးငှက်ရင်ရှိကိုရောက်နေရလဲကွာ လေးမလေးကကောင်းအောင်မော့ပြီးကာကိုရာကိုတေချာကြည့်လိုက်ရင်တမီတို့မိသားစုကဒီမျိုးပြောင်းလာတာမကြသေးပါဘူးအဲ့ဒါဒီနေ့ဈေးဝယ်ထွက်တော့တမီလက်ဈေးကိုလိုက်လာတာအဖေတို့ပဲပြောက်သွားလဲမသိဘူးမမရဲ့တမီအရန်ချမ်းနေပြီမမအရန်အေးနေပြီလားတမီအေးပါလားမမအိမ်ထဲဟုတ်လားအပြင်မှာမိုးကရွာလေယာတိုက်ဆိုတော့အရန်ကိုအေးတယ်အလုံနဲ့ကာကူရာလည်းဘယ်ကမှမသိတဲ့ကလေးကိုအိမ်ထဲခေါ်သွင်းလာပါတယ်။အိမ်ထဲကိုရောက်သွားတဲ့ခါမှာတော့ ဒီမှာခနာဆောင်တော့မမရေချိုးဝတ်စားလဲလာအောင်မယ်။ပြီးမှလှုပ်ဆက်ရှိရလေးတွေတမိတွေလှုပ်ပေးမယ်နော်။အဲ့လိုနဲ့ကာကိုရာလည်းအခဲနဲ့ကိုဝင်သွားပါတယ်။ဒါပေမဲ့ကလေးတယောက်တည်းထားခဲ့ရမှာမို့နည်းနည်းစိတ်ပူသွားတာပေါ့။ငါတို့ဒီတိုင်းထားခဲ့လို့ဖြစ်ပါမလား။အိုးရှုပ်ပါတယ်။ရေမချိုးတော့ပဲအိုးစားပဲမြင်မြင်လဲလိုက်ရမှာပါ။အဲ့လိုနဲ့ကာကိုရာလည်းရေမချိုးတော့ပဲအဝတ်စားပဲလဲဖို့အိတ်ခမ်းထဲကိုဝင်လာပါတယ်။ကလေးမလေးကတော့ကြောက်ရွံ့ကြီးလိုပဲထိုင်နေတာပါ။ A few moments later အလုံနဲ့ကာကိုရာလည်းအဝတ်စားလဲပြီးအပြင်ကိုပြန်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့အပြင်မှာတော့စောနာကလေးမှလည်းမရှိတော့ပါဘူး။ဟာဘေးရောက်သွားလဲ။အပြင်ပြန်ထွက်သွားလားဘလို့ကြီးလဲ။အလုံရှောက်ပြောပြီးအနောက်ကိုလဲကြည့်လိုက်တဲ့အခါမှာဟုတ်လားမင်းညစွာဖျား။အိုးလန့်လိုက်တာ။ဘလို့လုတ်တီကိုရောက်နေရလဲ။ဒါပေမဲ့ကလေးမှလည်းတော့ဘာမှတော့ပြန်မပြောပါဘူး။အေးစိတ်ကြီးကိုရက်နေရပါ။ အပြင်မှာတော့မိုးဝရွာလို့ကောင်းနေတော့မှာပဲဒီနောက်မှာတော့ကာကူရာလဲသမင်းနဲ့ဟင်းတွေရှောက်ချလိုက်ပြီးကလေးမလေးကိုကျွေးလိုက်ပါတယ်စားလေကလေးမဘာဖြစ်လို့လဲမကြိုက်ဘူးလားယင်ဟုတ်တယ်မမသမီးအတီဟင်းတွေမကြိုက်လို့ပါကာကူရာစိတ်ထဲမှာတော့ဒီကလေးမလေးကတော်တော်လေးကိုယူသားတဲ့ကလေးဆိုပြီးတွေးနေမိပါတယ်ဟုတ်မယ်မမဟင်းချက်တာတိတ်မတော်လေပြီးတော့သမီးကဘာဟင်းကြိုက်လဲမမကိုပြောနော်ဩဒါနဲ့သမီးနာမည်ဘလို့ခေါ်လဲ မမနာမည်ကတော့ကကူရာပါ။ဟုတ်။သမီးနာမည်ကနနပါမမ။ဩနနလား။ Okay okay ။ဒါနဲ့မိုးတိတ်သွားရင် သမီးအိမ်ဘလို့ပြန်မလဲ။အိမ်ရောမမိလား။နနကကောင်းကိုရမ်းလိုက်ပါတယ်။ဟမ်ဘလို့ဖြစ်လို့လဲသမီး။ကိုယ့်အိမ်ကိုမပြန်တတ်တော့ဘူးလား။ဒါမှမဟုတ်လိမ့်စာလေးမမိသေးလား။နနကကောင်းထက်ရမ်းပါတယ်။ဖုန်းနံပါတ်ရောမမိလား။သမီးနဲ့တိတဲ့လူရဲ့ဖုန်းနံပါတ်လေ။ဒါပေမဲ့ကလေးမလေးနနကဘာမှပြန်မပြောတော့သလို့ ကောင်းကြီးငှောက်ပြီးညင်ညင်ကြီးဖြစ်နေပါတယ်။ကာကူရာလည်းကလေးကိုဘလို့လုတ်ပေးရမလဲမသိဖြစ်နေပါတယ်။အဲ့လိုနဲ့မိုးကတဖြည်းဖြည်းပူပူကြီးလာပါတယ်။ကဲတမီးကမမချက်တဲ့ဟင်းနဲ့မကြိုက်ဘူးဆိုတော့မမတို့လမ်းထိပ်ကဆိုင်ကမှုန်တော့ဝယ်ရအောင်လေ။ဟုတ်မမမိုးတွေအရင်ရွာနေတယ်ဆိုပေမဲ့နနာအတွက်မှုန်ဝယ်ဖို့လမ်းထိပ်ကဆိုင်စီကိုစပိန်နဲ့ထိဆောင်ပြီးထွက်လာပါတယ်။သူတို့စေးဆိုင်ကိုသွားနေတော့မှ channel လေးကို subscribe မနှက်ရသေးနဲ့ထားပေးပါအောင်နော်။ ညနေ3:00တိုင်းမှာဗီဒီယိုအသစ်တွေတင်မင်းနေပါတယ်ရှင်။အလို့နဲ့မိုးရွာထဲမှာနေရင်နေရင်နဲ့နောက်ဆုံးမှာတော့ဈေးဆိုင်ကိုရောက်လာပါတယ်။ဈေးဆိုင်ထဲကိုရောက်တဲ့အခါမှာကာကိုရာလည်းစားချင်တဲ့မှုန့်တွေကိုရွေးနေပါတယ်။နနပါမောင်စားချင်လဲကိုဘသားကိုရွေးနော်။မမမတိလို့မရွေးသေးတော့ဘူး။ဒါပေမဲ့ကလေးမလေးနနကငြိမ်ငြိမ်ကြီးရက်နေတာပါ။အဲ့ဒါကြောင့်ကာကိုရာလည်းရေခဲမှုန့်စားမလား။ရေခဲမှုန့်နဲ့အရန်ကောင်းတယ်။အဲ့လိုနဲ့ကာကိုရာလည်းရေခဲမှုန့်တေချာရွေးနေတာပေါ့။ အဲ့လိုရွေးနေရင်သူတို့ရဲ့ဘေးရကောင်မလေးတယောက်ကလည်းကာကူရာတို့ကို ကြည့်နေပါတယ်ရုတ်တရက်ကာကူရာနင်စည်းလာဝယ်ရလားအဲလစ်ပါလားဟုတ်တယ်ငါစည်းလာတာလေမတွေ့ရတာတောင်ကြာပြီဟာအေးဟုတ်တယ်ဟာငါလည်းအလုံးနဲ့နပန်းလုံးနေရတာပဲဟေးနင်ရောအဆင်ပြေလားအေးပြေပါတယ်ဟာဩဒီကလေးမလေးကရုတ်တရက်ကလေးမလေးနနာကပျောက်သွားပါတယ်ဟာဟိုကလေးမလေးနနာဘယ်ရောက်သွားလဲအစောအရင်ဒီမှာရှိပါသေးတယ် ရှာကြည့်အောင်လေဟာမတုတ်ကလေးလဲနေရာကလေးတွေဘာတွေတောင်ရှာနေပြီလားဟာပေါ့ပေါ့ရှာရှာငါမှရေးစားတာမရှိသေးတာ哦ကာကူရာနဲ့အဲလစ်လည်းဆိုင်တဆိုင်လုံးကိုနေရာအနှံ့လိုက်ရှာတာပေါ့အဲလစ်ကလေးကိုတွေ့လားမတွေ့ဘူးဟာဒီမှာဘာကလေးမှမတွေ့တာအပြင်သွားလားမသိဘူးအလုံနဲ့ကာကူရာတို့လည်းအပြင်ကိုထွက်ပြီးရှာဖို့လှုပ်လိုက်ပါတယ်ဘယ်ရောက်နေလဲမသိဘူးဟာအဲ့ဒီကလေးကဘသူကလေးလဲမသိဘူးဟာ ဒီနေ့မှငါ့ရင်ရှိမှမိုးလာခုန်နေလို့လေငါနဲ့လည်းမသိဘူး။အော်အဲ့ဒါဆိုလေသူ့အိမ်သူပြန်သွားပြီနေမှာပေါ့ဟဲ့။နေရလေအဲ့ဒါကြောင့်နေရောက်ကြမရတာ။ What ဘာမှလည်းမဆိုင်ဘူးတသက်ကြီး။မိုးရိကစက်တိုက်ရွာနေတာမလို့ကာကူရာလည်းနှစ်နောက်လိုက်မရှာတော့ပဲအိမ်ကိုပဲပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟိုးဒီကလေးမလေးကဘာလည်းမသိဘူး။ပေါ်လာတော့လေတရဲလို့ပဲ။ပျောက်သွားတော့လေတရဲလို့ပဲ။တရဲမလေးလားမသိဘူး။အိမ်ကိုပြန်ရောက်လာတာမလို့ကာကူရာလည်း တီဗီဖွင့်ပြီးသတင်းလိုင်းကိုကြည့်နေပါတယ်။ဆာကူရာမြို့မှာရေတွေအရန်ကိုကြီးနေပြီးဆာကူရာချောင်းကြီးမှာဆိုရင်ကလေးမလေးတစ်ယောက်ရဲ့အလောင်းကိုတွေ့ထားပါတယ်။တိုက်ဆိုင်တာကတော့နှစ်နာဆိုရဲကလေးမလေးကလည်းပျောက်နေတာနှစ်ရက်တောင်ရှိနေပြီးချောင်းတရရှာတွေ့ခဲ့တဲ့ကလေးမလေးအလောင်းနဲ့ကအသက်တူတူလောက်ပဲဖြစ်တာမလို့ပျောက်ဆုံးနေတဲ့ကလေးမလေးကနှစ်နာဖြစ်ဖို့များနေပါတယ်။တကယ်သာဆိုရင်တော့ကလေးမလေးနှစ်နာကိုကောင်းရမွန်ရရောက်ဖို့ဆွတောင်းပေးပါရစေ။ကာကူရာလေတီတရင်ကိုနားထောင်ပြီးတော့အရန်ကိုလှန့်သွားပါလေရော။ ဟာဗာလဲကိုကလေးမလေးကချောင်းရအလောင်းကောင်ကြီးလားအဲ့ဒါဆိုနှစ်နာတည့်ရမပေါ့ငါငါတည့်ရမနဲ့စကားတွေပြောနေရပေါ့လေဖျားဖျားဒါပေမဲ့ခါကိုရာကတော့ကြောက်စိတ်တွေဝင်လာတာမလို့အိမ်ရှိကိုတစ်ချက်ထွက်စစ်လိုက်ပါတယ်ဒါပေမဲ့ဘသူ့ကိုမှမတွေ့ရပါဘူးဟိုးတော်ဝါသေးတယ်ကိုကလေးမပြန်မြောက်လာလို့သွားချင်ဟာသွားရင်ငါ့ရင်တော့မလာနဲ့ငါတည့်ရအရန်ကြောက်တယ်အဲ့လိုပြောပြီးအိမ်ထဲပြန်ဝင်မှလောက်တော့ အမလေး Oh my god what the fuck နင်ပြန်ရောက်နေတယ်ကလေးမလေးနာနာကစောနာထက်ပူကြောက်စရာကောင်းလာပါတယ်ဟုတ်တယ်လေမမရဲ့မမဝဲထားတဲ့ရေခဲမုံတမိမစားသေးဘူးလေပေးပါအောင်နော်ဒါပေမဲ့နင်နင်ကသေးပြီးသားကြီးမဟုတ်ဘူးလားပါပါကြီးလေအဲ့ဒီလိုပြောနေတော့မှပဲဇလန်လေးကတော့တက်လောက်ပါပဲနော်ဆာကူရာဇလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါအောင်နော်။ဒီ channel မှာ sakura ဇာတ်လမ်းကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်။ slow you can still go even when there's no hope you can still go i never answer to no man i still go 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 every single day. I'll be making moves till I'm buried in my grave. Uh, to the system, I don't wanna be a slave. I've been doing shit my way, uh, the highway. And in the driveway is a nice range. Cause I grind through the climb, I invite pain. You'll never hear me, bitch, now nah, I don't complain. Just gotta flip the switch and you can go and obtain anything you want, anything you need. Your mind's has got